မင်္ဂလာပါ channel msn ပါဒီနေ့မှာတော့ထိုးပတ်ရှာတဲ့ champion တော့မဟုတ် david vanavitas အကြောင်းကိုပြောမှာ ဖြစ်ပါတယ်တလောက tryan crawford တယောက်ကနေလို့ everest ကိုအကောင်ကိုလက်ရည်အသားနဲ့ဆော့ပြီးတော့ super middleweight တန်းကကပတ်အားလုံးကိုတင်းသွားတော့အဲ့ဒီ weight တန်းမှာ crawford ရဲ့ bouncing skill ကိုရှင်းနိုင်လောက်တဲ့လူရှိလားဆိုပြီးတော့စဉ်းစားကြည့်မိတယ်နာမည်တစ်ခုထွက်လာတယ်သူရဲ့နာမည်က david vanavitas လို့ခေါ်တယ် သူ့အကြောင်းကစိတ်ဝင်စားဖို့ကောင်းလို့နည်းနည်းလေးတော့ပြောပြခြင်းပါတယ်။ David Vanavides ကို1996ခုနှစ်ဒီဇင်ဘာ10ခု American နိုင်ငံ Arizona ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့အဖေက Mexican ဖြစ်ပြီးတော့အမေကတော့ Ecuador သူပါ။အဖေဖြစ်သူကသူ့ကို Jose Vanavides နဲ့အတူတူ David လေးအသက် 3နှစ်လောက်အရွယ်ထဲမှာတည်းကဘောင်စင်စတင်ပြီးတော့လေ့ကျင့်ပေးခဲ့တယ်။ဘောင်စင်ပိုးပါသလိုဂျင်မာပျော်တဲ့ဒေးဗစ်ကအသက်14နှစ်လောက်မှာတင်ဂနဒီဂလော့ဖကင်တို့လိုမျိုးနာမည်ကြီးပေါင်စာကြီးတွေနဲ့စပါရင်ရှင်ပြီးတော့ဆွဲနေပြီးအပျော်တန်းကစားသမားဘဝမှာ15ပွဲထိုးပူးပြီးတော့အကုန်နိုင်ထားတယ်။ဒါပေမဲ့ဒေးဗစ်အတွက်ကအပျော်တန်းကစားသမားဘဝကတိတ်ပြီးတော့မကြခဲ့ဘူး။ထိုးမဲ့ပြိုင်ဘက်ကလည်းရှားခဲ့တယ်။ဘာကြောင့်လဲဆိုတော့လူကောင်းအရန်ကြီးလိုပါ။သူရဲ့အသက်73နှစ်အရွယ်မှာနေအရက်က 6ပင်နဲ့တလမရှိနေပြီ။ဝိတ်ကပေါင်250ဝန်းကျင်လောက်ဖြစ်နေရတဲ့အတွက်ကြောင့်မလို့ကြီးစားကစားသမားဘဝမဆခင်နှစ်နှစ်လောက်ဝန်းကျင်လောက်ထိက training စင်းမို့ဆိုတာထက်ဝိတ်ချတာနဲ့ပဲအချိန်ကုန်နေခဲ့တယ်။သူ့ဖေကအပျော်တန်းဘောင်စင်ပွဲတွေမှာ champion ဖြစ်တဲ့အထိအောင်မြင်ခဲ့တဲ့သူ့ကို Jose Junior ကိုနီးပြကြီး Freddy Rossi မှာတတိချရာလေးလေ့ကျင့်ပေးဖို့အနံခဲ့တယ်သူတို့နှစ်ယောက်က Freddy Rose မှာသွားပြီးတော့လေ့ကျင့်ခဲ့တယ်အမေဖြစ်သူနဲ့ကြံခဲ့တဲ့ David ကအစည်းကမ်းတင်းကျပ်မဲ့ လို့မရှိတာကြောင့်ပေါ့နော်အစားတောက်မစင်ညင်တော့တဲ့အတွက်ကြောင့်မလို့အဝလွန်တဲ့အထိဖြစ်လာခဲ့တယ်။သူ့ဖေနဲ့သူ့ကိုအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာဒေးဗစ်ကိုပြန်တွေ့တဲ့အချိန်မှာတော့အဖေဖြစ်သူကစိတ်ပြက်လက်ပြက်ပါဖြစ်သွားတယ်။အကိုဖြစ်သူကလည်းဖတ်တီးဖြစ်နေတဲ့သူ့ညီကိုစားလဲစားတယ်လှောင်လဲလှောင်ပြောင်ခဲ့တယ်။သူ့ကိုယ်သူလည်းရိမ့်မိတဲ့ဒေးဗစ်တယောက်ကလည်းစိတ်ပိုင်းဖြတ်ပြီးတော့ပေါင်တရာကျော်လောက်ထိကိုဝေချဖို့ပြင်ဆင်တော့တယ်။အဲ့ဒီကြောင့်ကိုသူပြန်ပြောပြထားတာကသူ့သက်15နှစ်မှာသူ့ကိုယ်သူပြန်တွေ့မိတာကဒီတိုင်းသာငါဆက်သွားနေရင် ပြန်လဲမရှိတဲ့ဘွားကိုရောက်မယ်။သူ့ရဲ့ဘောင်းဆယ်သမားဘွားကလည်းနေထီတန်သွားလိုက်မယ်လို့ပြောထားပါတယ်။ဒေးဗစ်က2013ခုနှစ်ဩဂတ်စ်လသူ့ရဲ့အသက်16နှစ်မှာပဲပထမဆုံးကြေးစားပွဲစပြီးတော့ထိုးခဲ့တယ်။ကိုရိုင်းကလည်းစွမ်းစားရှိသူလို့ထိုးသက်ပုံကလည်းပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့ပေမဲ့ချန်ပီယံထိုင်ကုန်မှာတော့ဖင်မမြဲခဲ့ရှာဘူး။သူ့အသက်20ရွယ်2019စက်တင်ဘာမှာတော့ ဒေးဗစ်ရဲ့ပြိုင်ဘက်ရော်နယ်ဂေဗရီယယ်ကိုနိုင်ပြီးတော့ WBC စူပါမစ်တယ်ဝိတ်တန်ချန်ပီယံကပတ်ကိုရခဲ့တယ်။အဲဒါကြောင့်ပဲစူပါမစ်တယ်ဝိတ်တန်ရဲ့အသက်ငယ်ဆုံးကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့2018ခုနှစ်မှာဒေးဗစ်ရဲ့စီးနမူနာတဲ့ကကိုကင်းကိုတွေးခဲ့လို့ကိုကင်းကဒရက်တယ်ကိုထည့်တယ်ဗျ။အဲဒါကြောင့်မို့လို့ပဲ WBC ကချန်ပီယံကပတ်ကိုပြန်ပြီးရုပ်သိမ်းခဲ့တဲ့အပြင်လီလာပွဲပယ်ပြည့်တံမှာချမှတ်ခြင်းခံခဲ့ရတယ်။ ပွဲပြန်ထိုးခွင့်ရပြီးတော့ဒုတိယမြောက်ပွဲ2019စက်တင်ဘာမှာပဲအက်သိုနီဒါရက်ကိုအလဲထိုးပြီးတော့ WBC ကပတ်ကိုလည်းဒုတိယအကြိမ်ပြောင်းယူနိုင်ခဲ့တယ်ပထမအဆုံးကပတ်ကာကွယ်ပွဲမှာလည်းတမတ်ဝိတ်မရလို့ကပတ်လက်မဲ့ဘွားကိုပြန်ရောက်သွားရှာပြန်တယ်2022ခုနှစ်မေလမှာတော့ David Lemieux ကိုအလဲထိုးပြီးတော့ပြန်နိုင်တယ် WBC Indian Super Middleweight Champion ပြန်ဖြစ်လာတယ်အဲ့ချိန်တုန်းက Super Middleweight တန်းရဲ့ ကပတ်အားလုံးကကနယ်လိုစီကိုအကုန်ရောက်နေတဲ့အချိန်မှာဒေးဗစ်ကကာလပရန့်နဲ့ဒီမီထရီးယပ်စ်အန်ဒရိတ်တို့လိုမျိုးနာမည်ကြီးထိပ်တန်းပြိုင်ပွဲတွေကိုဇက်တိုက်အနိုင်ယူခဲ့ပေမဲ့ကနယ်လိုနဲ့ပွဲကဖြစ်မလာတာကြောင့်2024ခုနှစ်မှာ light heavyweight တန်းကိုတက်သွားခဲ့တယ်။တစ်ဖက်ကလည်းသူ့အနေနဲ့ super middleweight တန်းမှာဝိတ်ချဖို့ခက်ခဲတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။လွန်ခဲ့တဲ့နှစ်ကအင်တာဗျူးတစ်ခုမှာသူ့ရဲ့ပုံမှန် weight ကပေါင်200ကျော်အဲ့ဝင်းကျင်လောက်ရှိရလို့ဖြစ်ဘူးတယ်။ စူပါမီတာဝေတန်းရဲ့ဝိတ်သမတ်ချက်က168ပေါင်ဖြစ်တဲ့အတွက်ကြောင့်ပွဲထိုးဖို့ကိုပေါင်30ကျောင်း40နီးပါးလောက်ပြန်ပြီးတော့ချရတယ်။ဒေးဗစ်ကမက္ဆီကန်သွေးပါတယ်။မက္ဆီကန်သွေးပါတဲ့ကောင်ပီပီပြိုင်ဘက်ကိုတိတ်ပြီးတော့မချိန်တတ်သလိုပါဝါကြီးပြီးတော့မာကုန်မြင့်တယ်။ဝိတ်တန်းနဲ့မလိုက်အောင်လက်သီး3-4ချက်နဲ့အထက်ဇက်တိုက်တွဲထိုးနိုင်တဲ့အပြင်တက်ကွက်စုံတော့သူ့ရဲ့ထိုးကွက်ကပြိုင်ဘက်တွေအနေနဲ့ခံမရခက်စေတဲ့အထက်မှာပါတယ်။ဝိတ်ဘူလီတမဖြစ်တဲ့အပြင်ကိုမှသူ့ဝိတ်တန်းနဲ့မှဆိုရင်လူကောင်ကတော်တော်လေးတိတိတတကြီးကို ကြီးနေတဲ့တော့ပြိုင်ဘက်တွေကရှောင်းတယ်မထိုးချင်ကြအောင်အဲ့ဒါနဲ့ပဲပွဲရအထင်သလောက်မရအောင်ပွဲဝေးတယ်ဒေဗစ်ကခုဆိုရင်အသက်က28နှစ်ရှိနေပြီဖြစ်တယ်လို့လက်ရှိ WBC Light Heavyweight Champion ဖြစ်နေပါတယ်လာမယ့်နိုဝင်ဘာလမှာ Sorry နိုင်ငံ Reyes မြို့မှာလုံမဲ့ပွဲမှာ British နိုင်ငံသား Anthony Nerik နဲ့ကပတ်ကာကွယ်ပွဲကိုခေါင်းပွဲအနေနဲ့ထိုးရပါမယ်ဒီပွဲပြီးရင်တော့ Dimitri Vivo နဲ့ကပတ်ပေါင်းစည်းပွဲပဲထိုးရမလား Super Middleweight တန်းကိုပဲပြန်ဆင်းပြီးတော့ Crawford နဲ့ပဲကပတ်လူပွဲကို ထိုးဖို့ဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ရမယ်။နှစ်ယောက်စလုံးကပေါင်း4ပေါင်း ranking မှာထိပ်ပိုင်းတွေကြီးရောက်နေတဲ့သူတွေကြီးမဟုတ်လို့ပါ။ဘာပဲဖြစ်ဖြစ် David Vanna Vides ကအကောင်ဆုံးဆိုတဲ့အရွယ်မှာစင်ပေါ်ရောက်နေတဲ့အနေထားပါ။ရှေးရှောင်ဒေါ်လာတန်းဆယ်ချီရမယ်ပွဲတွေကြီးပဲစောင့်နေပါလေ။အောင်မြင်မလားကြာရှုံးမလားဆိုတာကတော့သူ့ပေါ်မှာပဲမူတည်နေပါလေ။နေရတာပါ channel msn ပါဒါလို့ဆိုရင်တော့ tricky allergy ပြောခဲ့တဲ့ ဒေးဗစ်ဖာနာဗီဒက်ဆိုတာဘလို့လူလဲဆိုတာသိတော့ပြီလို့ထင်ပါတယ်။တဒါဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSNYH ကိုသုံးပါ